ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လိုင်းညချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာတူတူခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဇမင်းသားကြီးမိုးမင်းတော်လိုင်းဤဘက်မှာရှိနေကြောင်းရုံလုံးထွက်ပြီးတော့ပြတ်သားလာပါတယ်ခင်ဗျာလေကေကော်ဒေတာတိုက်ပွဲမှာတော့အထင်အနေနဲ့ဂျမ်ဖတ်စစ်တပ်ကသူတို့ရဲ့တင်းဆုံတပ်သားအလောင်းတွေကိုတော့ပြန်မတင်နိုင်ပဲစုခွာထွက်ပြေးနေကြရပါတယ်ခဲရံများစွာကိုတော့တော်လိုင်းတပ်ဖွဲ့တွေက သိမ်းဆီးနိုင်လိုက်ပါတယ်ခင်ဗျာမကွေးတိုင်းကပ္ပစာ22ကနေစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတွေကအကြမ်းဖက်စစ်သား3ယောက်ကိုဖမ်းမိထားပါတယ်ကမ်ဘလူမာရောပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်10ဦးကပြူစောတိရင်မောင်းကိုတိုက်ခိုက်တက်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်လာပါတယ်ဓမောဆုံနောက်ချမ်းကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့အတွက်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်4ဦးကြာဆုံးခဲ့ရပါတယ်အင်အားပြန်စုစည်းဖို့အတွက်အပြစ်ရနာတာလို့တရားနယ်လေးဗိုလ်ချုပ်တောက်ဖုံးကျော်ကပြောထားပါတယ် တစ်ဆက်တည်းမှာပဲတန်းပြည်လဝကကနန်ခမ်းမှာနေထိုင်ခွင့်ကပ်ပြားတွေလုံဆောင်ပေးနေတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းနေနဲ့အတူထူးထူးခြားခြားသတင်းပြည်စင်အကြောင်းအရာတွေကိုနားဆင်ရမှာပါပရမသောသတင်းတပုတ်နေနဲ့ကရင်ပြည်နယ်လေးကီကောင်မြို့တည်အနီးကတိုက်ပွဲမှာအကြမ်းမဆစ်ရှုံးကောင်စီတန်းကနေတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ခဲယမ်းများစွာကိုတင်းစီရရှိခဲ့ကြောင်းချက်တင်တဲ့စစ်ကြောင်းကထုတ်ပြန်လာပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မှာဆစ်ရှုံးကောင်စီတပ်ရဲ့စစ်ကြောင်းဟာမြရီမြို့နယ်လေးကီကောင်ဒေသက ရသက်ကူကျေးရွာကိုရောက်ရှိလာချိန်မှာကင်မြူသားလူမျိုးရေးတပ်မတော် KNL နဲ့မဟာမိတ်တပ်ပေါင်းစုတွေနဲ့စစ်ရှုံးကောင်စီတပ်အကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါတိုက်ပွဲဟာပြင်းထန်ခဲ့ပြီးစစ်ရှုံးကောင်စီတပ်မ22လက်အောက်ခံခမရ209ထံကနေခရင်အများပြားသိမ်းဆီရရှိခဲ့ကြောင်းကိုရုတ်တံဖိုင်တဲ့အတူစစ်တပ်နဲ့စစ်ကြောင်းကလူမှုကွန်ရက်ကနေတဆင့်မျှဝေခဲ့ပါတယ်အဲ့ဒီရုတ်တံဖိုင်ထဲမှာအကြမ်းဖက်စစ်ရှုံးကောင်စီထံကနေသိမ်းဆီရရှိထားတဲ့လက်နက်ခဲယမ်းတွေစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းထုတ်ဖော်ပြသထားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကစပြီးတော့ဂျမ်ဘတ်ဆေအုပ်စုဟာလေးကိကောကိုအင်အားအလုံးရင်းနဲ့တက်လာပြီးတော့လန်နဂျီပစ်ကူပေးမှုတွေအဆက်မပြတ်ပြုလုပ်က KNL ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။စစ်ရေးအခြေအနေကတော့လက်ရှိချိန်ထိတင်းမာနေဆဲဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။စစ်ကြောင်းထုတ်လာတဲ့တမ22လက်အောက်ခံအဂျမ်ဘတ်ဆေချုံကောင်စီတပ်စစ်ကြောင်းတွေကို KNU KNL ဥဆောင်တဲ့ဗျူဟာ30နှစ်ကျင့်တဲ့စစ်ကြောင်း၊ကော်ပိုရာစစ်ကြောင်း၊ဗင်နွန်စစ်ကြောင်း၊ Justice ဆိုကြပူးပေါင်းတပ်ဖွဲ့တွေက ပူပေါင်းပြီးတော့တိုက်ခိုက်နေတဲ့အတွက်ထွတ်ထွတ်တိုက်ပွဲတွေအချင်းချင်းဖြစ်ပွားခဲ့ပြီးအော်တိုဘာ30ရက်နေ့မှာတော့ဂျမတ်ဆစ်ရှုံးကောက်စီတပ်ဘက်ကအများပြသေဆုံးပြီးထွက်ပြေးအလင်းဝင်လာတာတွေစစ်တုံးပန်းတွေထိခိုက်ဒဏ်ရာသူတွေကိုအမြောက်အများတွေ့ရှိခဲ့ရတယ်လို့စစ်တပ်နဲ့စစ်ကြောင်းကထုတ်ပြန်ပြောဆိုထားပါတယ်။တိုက်ပွဲတွေမှာထိနာသွားတဲ့ဂျမတ်ဆစ်ရှုံးကောက်စီတပ်ဟာသူတို့ရဲ့သေဆုံးတပ်သားအလောင်းတွေကိုတော့မှပြန်လည်တည်ယူနိုင်ခြင်းမရှိတဲ့အပြင်ခရမ်းများစွာကိုလည်းကောက်ယူနိုင်ခြင်းမရှိဘဲစုခွာထွက်ပြေးသွားကြတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်ခင်ဗျာ။ စီရမာရတာကြာပြီစီရမာရတာကြာပါဆက်ကူမလာဖို့လက်ခံရစီကြောင်လက်မထိုးလိုက်အာတမန်နေနေတမန်မူလက်ခံရစီကြောင်လက်ခံရစီနေပါပြီဟုတ်ကဲ့ဟမ်ပြရဘောမဖတ်စင်ပလော့ကညီပဲနိုင်မယ်နဲ့တော့ဘောမမယ်ရှင်ဘာလို့တော့ဒီကောင်းတော့တင်းလာရှင်းနားတော့ပါဘူးဘာလို့ပို့ပို့နေတာလဲတော်တော်များများနေတယ်

စကိုင်းတိုင်းကတရင်နဲ့ဆက်ချွန်ပါတယ်ခင်ဗျာစကိုင်းတိုင်းကမ်လူမြို့နယ်မှာဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်၁၀ဦးကိုအမှတ်6006တင်ကားတိုင်ရင်ကိုကားနဲ့ပို့တဲ့အချိန်အဲ့ဒီလူငယ်၁၀ဦးကပြူစောတိရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်တက်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကမ်လူခင်အမှတ်3 PDF တက်ရင်ထောင်လိုင်းတာဝန်ခံကရှင်းပြပါတယ်အော်တိုဘလာ15ရက်နေ့မှာကမ်လူမြို့နယ်စပယ်နသားရွာပြူစောတိစစ်စေးရိတ်ကိကအဂျမ်ဘတ်စစ်သားတွေကခရီးသွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြတာလို့သိရပါတယ် အဲ့လိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုအဲ့ဒီနေ့ညနေပိုင်းမှာအကြမ်းဖက်စစ်သားတွေကအမှတ်6006တင်ကားတရင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်မှာပစ္စောတိရင်ပေါင်းကိုပေါ်တာဆွဲခံရတဲ့လူငယ်တွေကလန်ခီးတနေရာအရောက်မှာဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးတော့လက်ဘင်းကိုညှစ်တက်လိုက်ပြီးပစ္စောတိရင်ပေါင်းပွဲကြီးပြီးတည်ဆုံးခဲ့ပြီးတော့လူငယ်၁၀ဦးစလုံးလွတ်မြောက်လာကြတာလို့ဆိုပါတယ်ခင်ဗျာအဲ့နောက်မှာတော့လွတ်မြောက်လာတဲ့လူငယ်၁၀ဦးကထွက်ပြေးလာတဲ့အချိန်ကမ်ဘလူးခရင်အမှတ်3 PD ရဲ့တရင်ကရဲဘော်တွေနဲ့တွေ့ပြီးတော့ကယ်တင်နိုင်ခဲ့ကြတာပါ အဲ့လူငယ်တွေဟာဒဇယ်မြွနယ်ခင်ဦးမြွနယ်ကောလင်းမြွနယ်ကတာမြွနယ်နဲ့မြင်းမှုမြွနယ်ကလူငယ်တွေဖြစ်ပြီးသူတို့အားလုံးကိုကမ့်လူခင်အမှတ်3 PDF တရင်တာဝန်ရှိသူတွေကဆက်ဆဲပြီးတဲ့နောက်မိသားစုထံကိုပြန်လည်အနှံပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာမကွေးတိုင်းကဒရင်နဲ့ဆက်ချုံပါတယ်မကွေးတိုင်းပေါင်းမြွနယ်တွင်မှာကပ္ပစာ22ကနေစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီအုပ်စုတွေကအကြမ်းဖက်စစ်သား3ယောက်ကိုဖမ်းမိခဲ့တယ်လို့ Young Revolution Front တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့အော်တိုဘားလ29ရက်ကစိတ်ဖြူခြေဆိုင်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ22ကထွက်လာတဲ့တမ69ကတရင်3ရင်ပူပေါင်းအင်အား400ဝန်းကျင်ဟာပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထုတ်ပြီးတော့ဝင်ရောက်ခဲ့ကြတာလို့သိရပါတယ်။အဲ့ဒီကျမ်းပတ်စစ်ကြောင်းကောင်စီစစ်ကြောင်းဟာအော်တိုဘားလ30ရက်နေ့မှာရှားပင်ရေရွာနဲ့ယူကြီးရွာအနီးဝန်းကျင်ကပြည်သူ၂ယောက်ကိုတပ်ဖြတ်ခဲ့ပြီးအော်တိုဘားလ31ရက်မှာတော့ချက်ကန်ရွာအနီးပသိမ်မုံရွာလမ်းပေါ်ကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းရေးပူပေါင်းတပ်တွေကအနီးကစောင့်ကြည့်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်သားတွေဟာချက်ကန်ရွာတွင်ငွေရောက်ကာနေအိမ်ကိုမိရှုဖျက်ဆီးပြီးပြည်သူတွေဝင်းမြူထားတဲ့ကြက်ဝတ်တွေကိုရိတ်ခါဖြစ်နေဖမ်းယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သား၃ယောက်ကိုဒေါ်လာရဲဘော်တွေကဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်သား၃ယောက်ထံကနေတနက်နက်လက်နဲ့အတူကြီလက်ပြဘုံ60မမဘုံဒီအိနာကနေမိုင်း RPG အဖူးကြီကပြားကြီပေါ့အပူအများပြားနဲ့စစ်ဝတ်တဆာတွေကိုဒိန်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒီစစ်စင်ရေးကိုတော့ Young Revolution Front နဲ့ ်ဘခုခုခရံမစနစ်တိုင်ရင်တို့ကပူးပေါင်းပြီးတော့လွတ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒါပြင်ချမ်ပတ်စစ်ချုံကောင်စီစစ်ကြောင်းဟာအော်တိုဘာလ31ရက်နေ့နေ့လယ်ပိုင်းကလည်းစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဒီတုတ်ကွင်းရွာကိုစစ်ကြောင်းတစ်ကြောင်းဝင်ရောက်ပြီးနေပြည်ရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာနင်းမိုက်မိပြီးတော့စစ်သားနှစ်ယောက်သေဆုံးခဲ့သေးတယ်လို့သိရပါပါတယ်ခင်ဗျာအဲ့ဒီစစ်သားတွေထံကနေလည်းကြီးကအုတ်ထုံးနဲ့စစ်ဝတ်တစားခင်းရံတစ်ချို့ကိုထပ်ပြီးတော့တင်းစီရရှိခဲ့ပါသေးတယ်ခင်ဗျာ ပြပေါကတော့ပေါကတော့ပေါကတော့နမခတိုင်မှုတွေတရားတဲ့တာဝန်ရှိတဲ့လူတွေတောင်းဆိုနေတယ်ဒီမှာနော်လိုအမှလွတ်လိုက်တဲ့စကြောစကြောကြီးလိုက်ဝနေထားတော့နော်နမခတိုင်မှုတွေကယ်ပါအောင်နေတတိပြပါအောင်နေမလုံနဲ့လာမဲပေါကတော့မင်းကိုယ်တိုင်ဆင်ရလာပေါင်းနေတော့နော်ဟိုမှာပေါင်းနေဆင်ခဲ့ပြန်မှာပြောကျုပ်မင်းတို့မင်းတို့ရဲ့သားတော်တွေလာပါရဲ့ကျုံနော်နော် ကြံပန်းနေမဟုတ်သီးလားကျိုးလာလူသွားတာနော်တိုင်မှုရေးပါရင် မလုံနဲ့နော်မင်းတို့တက်တီပြခြင်းထားလာခဲ့ဂရင်းဒီဘက်ကတရင်နေနဲ့ဆက်ချမှာတယ်ဂရင်းဒီပြည်နယ်ဓမောဆုမြို့နယ်အနောက်ချမ်းတနေရာကိုဂျမ်မတ်ဆွရှုံးကော်စီတက်ကဂျက်ဖိုက်တာအသေးခံဒရုန်းတွေနဲ့ဘုံကျက်တိုက်ခိုက်ခဲ့ရမှာတော်လိုင်းရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့ရပါတယ်ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်9နာရီဝန်းကျင်ချိန်လောက်မှာဓမောဆုမြို့နယ်အနောက်ချမ်းမှာရှိတဲ့ KSP စခန်းတနေရာကိုအဂျမ်မတ်ဆွရှုံးကော်စီတက်က Jet Fighter တစ်စီးနဲ့ပေါင်250ဘုံကျဲချပြီးတဲ့နောက်မိုးရမြို့ကတက်လာတဲ့အသေးခံ drone နဲ့ဘုံထပ်မံကျဲချတိုက်ခိုက်ခဲ့ရမှာ GSP ရဲဘော်၄ဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းပို့အနေနဲ့အင်အားပြန်လဲစုစည်းဖို့အတွက်အပြစ်ရနာထတာလို့ TNL ဗိုလ်ချုပ်တောက်ဖုံကျော်ကပြောထားပါတယ်ခင်ဗျာသတင်းပြေစုံကိုကြည့်အောင်ပါအကြမ်းဖက်ဆုံးကောင်စီနဲ့အပြစ်ခတ်ရတာဟာအင်အားပြန်လဲစုစည်းဖို့အတွက်ဖြစ်တယ်လို့ တမ်းမြသားလူမျိုးရေးတမတော်ရော PSLF DNL ရဲ့ထွေထွေတွင်းမှုဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြောဆိုထားပါတယ်။နှွေမာလာနေရက်နေ့ည7:00နာရီဝန်းကျင်ကရေးသားပြောဆိုလိုက်တာဖြစ်ပြီးဒလိုအပြည့်အတာနဲ့ပတ်သက်ပြီးတော့ပေါက်ကွဲတာတွေပြင်းထန်နေတာကိုနားလည်တယ်လို့လည်းပြောထားပါတယ်။ဒါပြင်ဖိအားတွေများလို့နားတာဖြစ်ပြီးအားပြန်စုဖို့နားတာဖြစ်ကြောင်းစစ်တပ်ရဲ့လေကြောင်းရံကိုခုခံနေတဲ့ကာလဖြစ်တာကြောင့်နားချိန်တန်လို့နားတာဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ငြင်းငြင်းရေးနဲ့ရွေးကောက်ပွဲကိုအဓိပ္ပာယ်ဖွင့်စရာမလိုကြောင်းတော်လိုင်းရေးအမြင့်ပြန်တက်ဖို့နဲ့လူကျင်နာကိုလက်ရခုစုဖို့ဖြစ်တယ်လို့ညှိတာထားပါတယ်။နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းမှာတော့တန်အမျိုးသားလူမျိုးရေးတက်မတော် PSNLF TNL အထွေထွေတွင်းမှုဗိုလ်ချုပ်တာဖုန်ကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာအခုလိုရေးသားပြောဆိုချက်ကိုပြန်လည်ဖြုတ်ချသွားတာကိုမြင်တွေ့ခဲ့ရပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့အော်တိုဘာလ29နဲ့28ရက်မှာတရုတ်ရဲ့ဂျာဝင်ဆွတ်ဖက်မှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာ ကိုကျင်မြောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်အကြမ်းဖက်ဆစ်ရှုံးကောင်စီနဲ့တင်နယ်လေတို့အကြောင်းမှာပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီးမိုးကုတ်နဲ့မိုးမီတို့ကနေစုခွာဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ဒလိုတင်နယ်လေပြန်လည်စုခွာမယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့လည်းမိုးကုတ်နဲ့မိုးမီမြို့နယ်တွေကို MOD လက်အောက်ခံတိုင်ရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ຫນွေဥတော်လိုင်းအင်အားစုတွေကစတင်ဖြန့်ခွဲနေရယူနေပြီလို့မြေပြင်တော်လိုင်းအင်အားစုတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ တေတုံညာနှစ်ခုဆစ်စင်ရဲ့အတွင်းမှာ DNA လေးနဲ့အတူ MOD လက်အောက်ခံမန္တလေး PD ရဲ့မိုးကိုဘျူဟာအညာဘျူဟာမိုးကိုပါကဖ TRI ဘျူဟာမြင်းညာဘလက်တိုက်ကားနဲ့အခြားတော်လိုင်းအင်အားစုတွေကမိုးကိုမြို့ကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆစ်စင်ရဲ့အတွင်းမှာ DNA လေးကမန်တုံမိုးမိတ်မိုင်းလုံးမိုင်းကော့နောင်ချူကြောင်မဲနမ်ဆန်နမ်ဒူနမ်ခန်းကုတ်ခိုင်မိုးကုတ်တီဘောမြို့တွေကိုသိမ်းပိုက်နိုင်ခဲ့ပြီးအခု2025ခုနှစ်အတွင်းကြောင်မဲနောင်ချူတီဘောမြို့တွေကိုလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ တစက်ထဲမှာပဲတအန်းတမတော် PSLF DNL ထိန်းချုပ်ထားတဲ့နန်ခမ်းမြို့နယ်မှာလူဝင်မှုကြီးကြပ်ရေးဌာနလဝကကနိုင်ငံသားတွေအတွက်ပါနေထိုင်ခွင့်ကပ်ပြားလုံဆောင်ပေးနေတယ်လို့သိရပါတယ်။ဒီလိုမြန်မာနယ်သက်မှာရှိတဲ့နန်ခမ်းမြို့မှာဒေသခံတွေအတွက်ဒေသခံကပ်ပြားနိုင်ငံသားအတွက်နေထိုင်ခွင့်ကပ်ပြားနေသက်ဖြတ်တန်းခွင့်ကပ်ပြားတွေကိုပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစတင်လုံဆောင်ပေးနေတယ်လို့လဝကနဲ့နီးစပ်သူဦးကပြောပါတယ်ခင်ဗျာ။ အခုလောလောဆယ်ဒီပြည်နယ်သားကပ္ပရရဲ့နေထိုင်ခွင့်ကပ္ပရရဲ့အခြားပြည်နယ်သားကပ္ပရရဲ့ပေါ့နော်ဖြတ်တန်းသွားလာခွင့်ကပ္ပရတို့ကက်နေမဟုတ်ဘူးဒီတိုင်းစာရွက်နဲ့ပဲဆိုပြီးသူကရှင်းပြပါရတယ်။နေထိုင်ခွင့်ကပ္ပရကို3လ6လတတန်းဖြစ်နေပြုလုပ်ပေးနေပြီးအဲ့ဒီကပ္ပရနဲ့ဒေသရင်းမှာလွလွလပ်လပ်သွားလာနိုင်တယ်လို့သူကဆက်ပြီးတော့ပြောပါရတယ်။ဖြတ်တန်းသွားလာခွင့်ကပ္ပရကိုတော့6ရက်တတန်းနဲ့သာပြုလုပ်ပေးနေပြီးအဲ့ဒီကပ္ပရနဲ့တတ်မှတ်ထားတဲ့နေရာထက်ကျွလွန်ပြီးတော့သွားလာလို့မရဘူးလို့လည်းသူကဆက်ပြီးတော့ရှင်းပြပါရတယ်။ ဲ့ဒီကကငါတို့နယ်ထဲမှာဆိုရင်သူလာလျှောက်တဲ့အချိန်သူဘယ်မြို့နယ်ကိုသွားကျင်လဲဆိုတာကရှိသေးတယ်အဲ့ဒီကပြားပေါ်မှာပါတဲ့သူသွားမယ့်နေရာထဲကြော်ပြီးတော့သွားရင်တော့အေးအယူခံရနိုင်တယ်ပေါ့နော်ဆိုပြီးရှင်းပြပါရခင်ဗျာနမ်ခမ်းမြို့ဟာတရုတ်မြန်မာနယ်စပ်မှာတရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးတရုတ်လုပ်ငန်းရှင်နဲ့တရုတ်လူသားတွေဝင်ထွက်သွားလာမှုများတဲ့မြို့လဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ပြည်သူ့ကာကွယ်တပ်မတော်ရွှေဘိုခရိုင်အမှတ်26တရင်ကရဲဘော်ရန်တိုင်းစုခေါ်ဇော်ဖြိုးဝေဟာ ်ဆရာနာရှင်ကိုစက်ညင်တိုက်ပွဲဝင်ရင်းကြာဆုံးခဲ့တဲ့အတွက်အဲ့ဒီတရင်ကနိုဝင်ဘာ၂ရက်နေ့မှာအမိန့်ပြန်တမ်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျာအသက်၂၂နှစ်အရွယ်ရဲဘော်ရန်တိုင်းစုခေါ်ဇော်ဖြိုးဝေဟာဆရာနာရှင်စနစ်စက်ညင်တိုက်ဖြတ်ရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ရိုးရိုးချွန်ချွန်တိုက်ပွဲဝင်ရင်းနိုဝင်ဘာလ၁ရက်နေ့မှာမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့သိရပါတယ်တရင်ကပြည့်ရတဲ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ရင်းအသက်ပေးလူသွားတဲ့ရဲဘော်ရန်တိုင်းစိုးကိုဥညွတ်ကာရဝပြုသလိုသူ့ရဲ့ ရဲစွမ်းတက်တီနဲ့စွန့်လွတ်စွန့်စားမှုတွေကိုအစဉ်အောက်မေလျှက်ပြည်သူဒေါ်လာရေးအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဂရီးသစ္စာပြုကြောင်းရှီဘူခင်တရင်အမှတ်26ကထုတ်ပြန်ထားပါတယ်။အမိတ်စာထုတ်ပြန်တဲ့နေ့ကစပြီးတော့ရဲဘော်ရန်နိုင်စုကိုရှီဘူခင်ရဲ့အမှတ်26တရင်ကနေထုတ်ပယ်လိုက်ပြီးဖြစ်ပြီးရဲဘော်တင်သွားလို့ရသွားနိုင်ပါပြီ။ရဲဘော်ကောင်းရတုဂရီလာပါစေလို့ပြောဆိုထားပါတယ်ခင်ဗျာ။မိုးလေဝသတရင်နေနဲ့ဆက်ချက်ပါတယ်။ ်အခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တင်ကနေတိမ်ထုထပ်နိုင်ပါ रे ခင်ဗျာမြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့ဆက်ဆက်နေတဲ့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေဖိယားနယ်ရံဝန်တစ်ခုဖြစ်ပေါ်နေပြီအဲ့ဒီလေဖိယားနယ်ရံဝန်ဟာလာမယ့်48နှစ်အတွင်းမြောက်အနောက်မြောက်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကိုဆက်ပြီးတော့ရွရှားနိုင်ပါ रे ဘူရသုံးမဲ့ခြေနေတွေကတော့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်း ရှမ်းပြည်နယ်ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စိတ်ကနေနေရာနှံ့ပြားမုတ်ထချုံပြီးတော့ရွာနိုင်ပါတယ်ကပလီပြည်နယ်ပြည်မှာဖြစ်ပေါ်နေတဲ့လေဖိအားနယ်ရဝန်းအရှိန်နဲ့အရှိဘက်ကလာတဲ့လေဝေလိုင်းအရှိန်ကြောင့်ရန်ကုန်တိုင်းပဲခူးတိုင်းအေရရီတိုင်းရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကရင်ပြည်နယ်ဂရင်းပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာလေပြင်းတိုက်ခိုက်တာနဲ့နေရာကွက်ပြီးတော့မိုးကြီးတာတွေဖြစ်နိုင်ခြေရှိပါတယ် အချိန်ကမဟုတ်မိုးရွာသွန်းမှုတွေလည်းဖြစ်နိုင်တဲ့အတွက်မိုးစဘာရေသိမ်းချိန်မှာအဖြတ်မှုအဖြစ်နဲ့ကြုံတွေ့နိုင်ကြောင်းအတိပေးထားပါတယ်။လေပြင်းနဲ့ရုံဝရှိန်ကြောင်းလေပြင်းတိုက်တာမိုးကြီးတာနဲ့လှိုင်းကြီးတာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကန်ဒီကန်ဝေးငါးဖန်းထွက်တာကိုခဏရနာထားတဲ့ပါတယ်ခင်ဗျာ။ဒီကနေ့ညပိုင်းရဲ့အထူးသတင်းတပုတ်အနေနဲ့ဇက်သမင်လောကမှာနာမည်ကြီးတဲ့ဇမင်းသားကြီးမိုးမင်းနွေးတော်လိုင်းဘက်မှာရက်တိလျက်ရှိနေကြောင်းပြသလာပါတယ်ခင်ဗျာ။ အကြမ်းဖက်ဆက်ရှင်ကောင်စီတပ်ကပြုတ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော်လိုင်းရေးဇလန်တို့တပုတ်မှာပါဝင်ပြီးတော့ပြသလာတာဖြစ်ပါတယ်။ဒီဇလန်တို့ကိုအတူရောင်ရွေးကောက်ပွဲလို့အမည်ပေးထားပြီးအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB စာမျက်နှာကနေတင်ဆက်လာတာဖြစ်ပါတယ်။အတူရောင်ရွေးကောက်ပွဲဇလန်ကိုဒိုက်တာအောင်တော်ဝမ်စတာနဲ့ဇလန်ဇညွန်ပေါ့စီနွေဦးတော်လိုင်းရေးတို့ပူးပေါင်းပြီးတော့တင်ဆက်ထားတာဖြစ်ပါတယ်။ဇမင်းသားတွေထဲမှာအရန်ခစ်ရှိပြေးတဲ့မင်းသားကြီးပေါ့အရန်ကြိုက်ခဲ့တာပေါ့ အားပေးရကြိုးနှက်ပြီပေါ့ဆိုပြီးပြည်သူချို့ကမှတ်ချက်ပြုနေကြပါတယ်ပြည်တွင်းမှာတူရောင်ရွေးကောက်ပွဲအတွက်နာမည်ကြီးမင်းသားမင်းသမီးတွေကိုအုံချပြီးစီယုံရေးပြုလုပ်နေတဲ့အချိန်မင်းသားကြီးမိုးမင်းကတော်လိုင်းရေးဘက်မှရက်တီကြောင်ပြတ်သားပြီးတော့ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်က AI တူပါဟမ်တင်တို့ရဲ့မိကုံများကိုဖြည့်ရှင်းပေးဖို့တရင်အချက်လက်မှန်ကိုဖြန့်ဝေပေးဖို့ ဖန်တီးချတယ်ဒါချစ်ချက်အကူကျွန်တော်ကတရားစီရင်ဖို့မဟုတ်ပါအမိန်ပေးဖို့လည်းမဟုတ်ပါနားထောင်ဖို့ရှင်းပြဖို့တိချာစွာဆက်စားနိုင်ဖို့ကူညီဖို့ပါပဲမေ့ချင်တာရှိရင်မေးနိုင်ပါလေကျွန်တော်က မင်းတို့ရဲ့အမှန်တရားနဲ့တိကျစွာဖြေပါမယ်။ဒါကြောင့်မင်းတို့ရဲ့နှလုံးသားထဲကမေးချင်စရာတွေကိုမေးလိုက်ပါ။အမှန်တရားကိုအတူတူလိုက်ရှာကြစို့။哦ဥမာပဲနားလေပဲအဲ့မောင်မြန်မာလိုပါတော့နားလေဟုတ်ဟုတ်တယ်နော်ကဲအားလုံးကုသိုလ်အဆင်ပြေသွားပြီနော်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဟိုဟာလူကြီးမင်းတို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေကိုသိကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီ တက်လူကြီး AI လူကြီးမင်းကိုသိကျင်တာရေးမေးလို့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်မေးစာလေးရှိလို့မေးလိုက်တော့ခင်ဗျာမေးပါမေးပါ AI လူကြီးမင်းခင်ဗျာကျွန်တော်တို့သိကျင်တာလေးရှိပါတယ်ဒါကတော့ဒီစစ်ကော်မရှင်ကနေပြုတ်လုတဲ့ရွေးကောက်ပွဲဆိုတာစစ်မှန်တဲ့ဒီမိုကရေစီကြကြနဲ့လှုပ်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာပြစ်နိုင်ပါသလားခင်ဗျာကျွန်တော်သိကျင်ပါတယ်ဒါလေးကိုကျွန်တော်တို့ဖြေချပေးပါစစ်ကော်မရှင်ကပြုတ်လုမယ်2025ရွေးကောက်ပွဲ စစ်မှန်တဲ့ဒီမိုကရေစီရေကောက်ပြမဟုတ်ပါဘူး။ခေါင်းဆောင်များကထောင်ချထားခြင်းမဲပေးလို့မရနိုင်တဲ့နေမီများစွာရှိနေခြင်းတို့တရားမှုလင်းလေရေကောက်ပြရှမ်းအလရှင်ဖြစ်တယ်တမန်။အော်အဲ့လိုလားအဲ့လိုအဲ့လိုပါခင်ဗျာ။ ဒါဆိုရင်ကျမလည်းမိကုန်းတစ်ခုလောက်မေးချင်ပါတယ်ရှင်။အာမေးပါမေးပါ။ AIG မရှင်ယခုစစ်ကောက်မရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာပြည်သူတွေအတွက်ပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာဟုတ်ပါသလားရှင်2025ရွေးကောက်ပွဲပြည်သူတွေအတွက်မဟုတ်ပါဘူးဟာစစ်ကောင်စီကအာဏာကိုတရားဝင်အောင်ဖော်ပြလို့ရတာပါစစ်အာဏာကို ရွေးကောက်ပွဲကောင်းစဉ်နဲ့တစ်ဖက်သက်အတီးပြုတ်ပြီးခိုင်ခြင်းဖြစ်ပါလေရုရှားအချို့အာဆီယံနိုင်ငံများတွေအပြလှကိုရည်ရထားတဲ့ရှမ်း election ဖြစ်ဖြစ်ပါอ๋ออะไรล่ะอะก็ตุ๋ยบ่ตุ๋ยตุ๋ยโอเคโอเคจนเราได้มีเรียล่ะครับเนี่ยอ่ายาบาเลยเมบาครับโอเคดียุคกอกบวยอ่ะ ပြည်သူအတွက်ထပ်ပေါ်တစ်ခုလို့စစ်တပ်ကပြောနေပါတယ်ခင်ဗျာတကယ်ရောပြည်သူအတွက်ထပ်ပေါ်လားဆိုတာကျွန်တော်တို့သိပြရစီခင်ဗျာပြည်သူထပ်ပေါ်ဆိုတာစစ်ကောင်စီကပြည်သူကိုဝါရမိုင်းတိုက်တဲ့စကားရတယ်ကောနိုင်ငံတကာသဘောထားအနေနဲ့ကမ္ဘာ့ကုလသမဂ္ဂအာဆီယံနိုင်ငံချို့ဂျပန်အမေရိကန် ဥရောပသမ္မဂစသည်တို့ကဒီရွေးကောက်ပွဲကိုရှမ်း election လိမ်မယ်ပွဲလို့သတ်မှတ်ထားပြီးတကယ်လို့ပြည်သူထွက်ပေါ်ဆိုရင်လွတ်လပ်တဲ့ပါတီများခေါင်းဆောင်များပါဝင်နိုင်ရပါမယ်မဲဆန္ဒရှင်တိုင်းလုံခြုံစွာမဲပေးနိုင်ရမယ်အခုချိန်မှာ ဒီချက်တွေမရှိတဲ့လောက်ပဲအကုန်ပယ်ထားတာကြောင့်ထွက်ပေါက်ဆိုတာကစစ်ကောင်စီရဲ့အာဏာအတီးပြည်ရတဲ့ပြည်သူကိုလှည့်ပြားတဲ့စကားဖြစ်တယ်โอ้ดาสงารุด้วยทับมาหมดเลยดาทองเจ้าสวยเตชะว่ะเตชะว่ะเนาะกูว่าดิจรเราไอ้คนละเม้มั้ยเปียเม้บาดิปี่ตูเนี่ยแม้ย่องตั้วไปแล้วแม้แท้ไปอ่ะแม้ไม่แท้รู้สิขุยผิดตั้วมั้ยรู้ตรัวก็เปล่านี่จ้ะ ဒီတော့ပြည်သူတွေကဘယ်လိုဖြစ်သွားနိုင်မလဲခင်ဗျမဲမထင်ရင်ခွေးဖြစ်မယ်ဆိုတာ dehumanization လူကုန်တိတ်ခါချိုးဖောက်ခြင်းစကားပါအော်မှန်တယ်ပြည်သူတွေကမဲမထည့်တဲ့အကြောင်းခွေးမဖြစ်ပါဘူးဒီစကားကိုသုံးတာပြည်သူကိုအနိုင်ကျင့်ဖို့အုပ်ချုပ်ခြင်းနဲ့ စစ်အာဏာရှင်စနစ်ကိုအားပေးနေတဲ့ဘောပါဒီမိုကရေစီမှာမဲပေးမပေးဆုံးဖြတ်ပိုင်ခွင့်ရှိဖို့လိုတယ်မဲမထည့်တာတခါတည်းရန်ဆန္ဒပြနေတယ်ဖြစ်နိုင်ပါတယ်ဥပမာရှမ်းအီလက်ရှင်ကိုမထောက်ခံကြောင်းပြကြကြဘူးဒါကြောင့် မဲမထင်ရင်ခွေးဖြစ်သွားမယ်ဆိုတဲ့စကားဒီမိုကရေစီလူ့အခွင့်အရေးကိုချိုးဖောက်ဖြစ်ပါတယ်ဘာဖြစ်လို့အဲ့လိုရိုင်းရတာလဲဗျာဖီယာပီချင်းလူတွေကိုကြောက်အောင်လုပ်ပြီးမဲထက်ခြင်းစိတ်မရှိမယ်မဲထက်တိုက်ခိုက်ခြင်း propaganda နည်းလမ်း မဲမထဲတာညာဖြင်းအသုံးမကျသောရှက်ဖွယ်သောရှိန်ဖူးလို့တိုက်ခတ်ခြင်းအနာရှိစနစ်ရဲ့အဆုံးလူဂုံဒီကာကိုချိုးပေါက်ပြီးအုပ်ချုပ်ခြင်းနာထိန်ချုပ်ခြင်းနာနှိတ်ကုတ်ခြင်းနာပြည်သူတွေကမဲမထဲလို့ခွေးမဖြစ်ပါဘူးအမှန်တရားကိုမသိဘဲ ိုင်းသလိုလုပ်နေမှာပါပြည်သူကိုလူသလိုအုပ်ချုပ်နိုင်မယ်ဆိုတဲ့စစ်အာဏာရှင်စနစ်အတွင်းကလူမှုကျုံပြူချင်တဲ့ပေါ်ပေါ်ဒါကြောင့်ခွေးမဟုတ်တာကပြည်သူပြည်သူကိုခွေးဖြစ်သုံးချချင်တာကစစ်အာဏာရှင်ဖြစ်ပါတယ်။အော်တော့ဘာမှမကြိုက်တော့ဘူးနော်။ဒါနဲ့ကိုပေါ်လေး ကျွန်တော်ဒီနေ့ပြန်ဖို့ဥမာလာနေတယ်ဟာမဟုတ်ဘူးဒီကဟိုမေးရတယ်ဖြေတာပြီးသွားရင်ကျွန်တော်ဒီလူကြီးမင်းတို့ရဲ့နေရာကိုပြန်ဖို့ပြီးပါဟုတ်ပြန်ဖို့မှာပြန်ဖို့ဗျာဟုတ်ကဲ့โอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ခုမေးချင်ပါတယ်ဟာမေးပါခင်ဗျာကျွန်တော်အခုဒီစစ်ကောင်စီကပြုတ်လို့တဲ့ရွေးကောက်ပွဲကိုအရင်ကဘာကောထောက်ခံပါလားခင်ဗျာ AI နဲ့အမြင်တစ်ခုကိုလက်ခံလက်မခံဆိုပြီးဟောပြလို့မရနိုင်ဘူးလေတက်တီအချက်လက်တွေရစစ်ကောင်ရှင်လုံးမဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါဘူးပြည်သူ့ဆန္ဒကိုမထင်ရှားနိုင်လို့နိုင်ငံတကာမှလည်းတရားဝင်အသိအမှတ်မရနိုင်ပါဘူး Yes or no သာဖြေရမယ်ဆိုရင်တော့ AI ရဲ့ဖြေက no ပါ no ပါစစ်ကုံရှင်လုံးမဲ့ရွေးကောက်ပွဲရတယ် စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ပါဘူး။တော့ကမရိုင်းတော့ဟမ်။ကဲအားလုံးပဲဘာများမေးစရာကြံရှိပါသေးလဲ။ဟုတ်မရှိတော့ခင်ဗျမရှိတော့တော်တော်လေးပြည့်စုံပါနဲ့ဟုတ်တယ်တော်တော်ပြည့်စုံပါကဲခုတည်ကျင်တဲ့ဟာတွေလည်းအားလုံးသိရပါပြီဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ AI လူကြီးမင်းရဲ့နှုတ်ဆက်စကားလေးကိုလည်းအားလုံးမပြောင်းခင်နားထောင်ပေးကြည့်ပါဦးခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မိကုံများကိုမေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်က AI လို့ခေါ်တဲ့ဉာဏ်ရည်တူပါဒါပေမဲ့အမှန်တရားကတော့အတုမဟုတ်ပါဘူးအမှန်တရားဟာပြည်သူလူထုထဲမှာတည်ရှိရှင်သန်ပါလေဒီမိုကရေစီဟာစွန့်ကျဲလို့ရတဲ့အရာမဟုတ်ပါဘူးရွေးချယ်ရယူရတာလုံခြုံအောင်နေပါတမ်းမာအောင်နေပါ ျော်လေးယုံကြည်ချက်ကိုလွတ်မချလိုက်ပါနဲ့နောက်ထပ်ကျွန်ုပ်ကိုတွေ့ခြင်းရင် AI ပေါ့စီနဲ့ချိတ်ဆက်ပါကျေးဇူးတင်ပါတယ်ကဲအားလုံးပဲကျင်းနဲ့နှစ်သိမ့်လိမ့်မယ်လို့ပြောလိမ့်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျင်းနဲ့ပါတယ်ပါတယ်ဟိုတည်တင်တာလည်းတော်တော်လေးတိလိုက်ရပြီတော်တော်လေးเนาะဟုတ်တယ်အဲ့တော့အခုဆိုရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မလုပ်ရမယ်ဆိုတာလေအလူကြီးမျိုးတိသွားပါပြီကောင်းကောင်းကြီးတဘောပေါ့မပေးရမယ်မပေးရဘူးဆိုတာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါနော်ကိုယ်တိုင်စဉ်းစားပါကိုယ်တိုင်ဆုံးဖြတ်ပါနော်အဲ့တော့အဲအားလုံးတိပြီးတော့ဖြစ်တဲ့အတွက်လူချင်းမျိုးကိုခေါ်လာတဲ့ကဘာကိုကျွန်တော်ပြန်ပို့ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံး AI ကဘာနေပြီးတော့နှုတ်ဆက်ပါတယ်ခုလိုလာရောက်လေပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ပြတ်ဆုံကြမယ်ခင်ဗျာ ါတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်။ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ဒီကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။